မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့အချိန်လေးတွေ့ရွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ခုကုန်2025ရဲ့6လပိုင်းကိုကုန်လို့10လပိုင်းအောက်တိုဘာတလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေတွေဒီတလတာတော်တွင်မှာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာကွန်ဆာတန့်ကိုဆရာကဥစွာခေါ်ကြပြီးမှဖြစ်တဲ့အတွက်အဲစနေသားသမီးမိတ်ဆွေအားလုံးဆရာကိုဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့အဲဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဥစွာ ဇနီးသားမိမိတ်ဆွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းဖော်ပနာပြုတာအပ်ပါတယ်။ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဇနီးသားမိမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုအဲဘာကိုဖြစ်ဖြစ်အဲကိုကိုကိုစိတ်တက်အားကြအကြနေတာမျိုးငါလုံမလုံနိုင်ရဲ့လားအဖြစ်မှဖြစ်ရဲ့လားငါကြိုးစားတာအောင်မအောင်မြင်ရဲ့လားဆိုတဲ့စိတ်မျိုးလေးတွေ ငါတိထက်တော့ကိုလုံနိုင်ရမှာဆိုပြီးကိုကိုကို စိတ်တိုင်းမကြခြင်းကိုကိုအားမကြခြင်းနဲ့အားမရခြင်းနဲ့များစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့သူကမိစေစနေသားသမီးများအနေနဲ့ဒီလာတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်ကိုကိုကိုအရန်ကြီးစိတ်ထက်မှဖြစ်ရှင်တဲ့ဆန္ဒဇောကလေးတွေကိုအရန်ကြီးမပြင်းထန်ပါနဲ့အဲမိမိကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းနဲ့ကိုကိုကိုကြုံနေရတော့ကာလပိုင်းရှားဖြစ်တဲ့သူကမိစေစနေသားသမီးတွေကဒီလာတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်အဲကိုကိုကိုအပြစ်မြင်တာမျိုးထက်အကောင်းလေးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးသွားရင်ဘာကိုလို့လုံးနောင်မှမရနဲ့ ရှိတို့ဆောင်ရွက်ပြီးတော့ငါဟာကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေမွေးမြူပြီးလှုပ်ဆောင်တာဟာမိစ္ဆာတို့အတွက်ပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပြရစီခင်ဗျာနော်ဒါအပြင်စနေသားသမီးမိစ္ဆာများမိစ္ဆာတို့ရဲ့ဒီတလတာတော့ဒီမှာဂျမ်းမာကြီးဂျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာအစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးလေးတွေ ဖြစ်ရတတ်တယ်လို့မိတ်ဆွေစနေသားသမီးများအနေနဲ့အစ်င့်နဲ့ပတ်သက်လာတဲ့အခါရှရောက်တို့တိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအစ်င့်နဲ့ပတ်သက်တာမျိုးတွေဒီမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးတွေအကျောထုံတာမျိုးတွေအစရှိတဲ့အရာလေးတွေမှာတတိထားစီရင်ပေးရလိုအပ်ပြီးတော့ကျန်တာကတော့ဆူဆူဝဝပါမှမရှိလာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မတင်မဖက်ခီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်သို့မဟုတ်အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေကြီးနဲ့ပတ်သက်ကိုကြောင့်မဟုတ်ပဲတပားသူကြောင့်တော့ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလတ်တာတော့မှခီးသွားကိစ္စလေးတွေအဲဆနာလိုကမိသားစုကိစ္စလေးတွေအိမ်ဝင်ကိစ္စလေးတွေအရှေ့ကိစ္စလေးတွေကြောင့်တော့ကိုကြောင့်မဟုတ်ပဲငွေကြီးနဲ့ပတ်သက်ရင်ဝင်ဝင်နဲ့ထွက်ငွေဟာ မမြဲတာမျိုးလေးတွေဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးတွေဂျုံကတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားခြင်းတက်တစ်ခုတယောက်တူတယောက်ကိုစွမ်းနာလို့ပေါ့ယင်းထားတာမျိုးရှိတဲ့ငွေကိုဘန်ထဲမှာထည့်ထားတာမျိုးအဲဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လို့လည်းရပါတယ်လို့ဆရာကပြောလိုပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တဘာရေးရေတရားလေးပြလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင်ငွေကြီးကံအားကောင်းစီပြီးတော့ငွေမြဲစေရန်အတွက်ဆရာတို့ ဒီ side ကကတ်တူ side လေးတစ်ခုကိုအပန်းရောင်ကတ်တူ side လေးတစ်ခုကိုဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအငန်ကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုကိုက်လိုက်ကိုက်ပြီးတဲ့ကတ်တူ side ကလေးမှာ3ကံလိုပုံလေးတောင်းပြက်လေးဆွဲလိုက်ပါနော်3ကံလိုပုံလေးတောင်းပြက်လေးဆွဲလိုက်ဆရာသာကိုတင်ပေးခဲ့ပြီတယ်နော်3ကံလိုတောင်းပြက်လေးဆွဲပြီးတော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့စနလူကံကောင်းအဲ့ဒီကတ်ကလေးကိုပဲ plastic လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်အတွင်းမှာစောင်းသွားရင်ငွေမြဲစီတာတော့အသေးစားပဲဖြစ်ကြောင်းထပ်လောက်ပြောကြားလိုက်ရပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်က လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့ဒီလတာတို့တွင်မှာ OA Champion နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အဲရေလန်းခီးသွွားဆိုင်ရာလုပ်ငန်းတွေအပွဲစီအသင်းခွဲနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်။ရွှေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးလေးတွေကုတန်းရောင်းဝယ်ရေးတို့ငပိတို့ငှက်လျှောက်တို့ဟာစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုဆွမ်းနာလို့ပေါ့ဖြစ်လို့တဲ့မိတ်ဆွေများ ဆက်လူပေါင်းစုလုပ်လို့တဲ့မိတ်ဆွေများရှေ့သူဆောင်ရလှုပ်ဆောင်မှာအစု share နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအကျိုးပေးပါတယ်။ OA Shammy တိုက်တာလေးဒီမှာလည်းမပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA Shammy ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့သူဆောင်ရ လို့ကောင်းသောကာလဖြစ်ပါတယ်။ယာရုလုံငန်းကိုင်ကန်နဲ့ပတ်သက်ရင်တော့နဘုခယာရုကိကိစ္စနဲ့ပတ်သက်ပြီးယာရုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုရှေ့တိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာရုတိုးရင်ကောင်းယာရုတက်လက်ရှိရှိနေတဲ့နေရာနေရာလေအစီအမပြေမှာကြောက်တယ်ယာရုကလည်းတိုးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးအိမ်ချမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေများရတတ်တော့လေမိမိတို့အနေနဲ့ယာရုတိုးကြီးကိစ္စယာရုတက်ရှင်ကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တုန်းကတော့ဖြစ်မလာပဲနဲ့အခုလိုစိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးဂျုံကတက်တက်ပြအရန်ကြီးတော့ emotion နဲ့မဆန်နဲ့တဖက်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအနေငယ်ဖြစ်ရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုရင်စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစာစက်ပစ္စည်းနဲ့ပတ်သက်တာတွေ OA ရှမ်းပြည်အင်းအိုင်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေ အဲရှိတို့ဆိုင်ရလောက်ဆောင်မှာမိသားစုတွေတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတာစနေသားသမီးတွေဒီလက်ထာတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကြိုးစားပြီးတော့စွမ်းဆောင်ခြင်းအစီအမံအောင်မိသားစုနဲ့ပတ်သက်ပြီးတော့နွေနွေထွေးထွေးဆောင်ရွက်ရှင်းဆုံးပြည့်ရှင်းနေတော့မိစစ်စနေသားသမီးတွေကဒီလက်ထာတော့ဒီမှာအားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအလားကုန်ဆိုင်ရလုပ်ငန်းတွေရှိတို့ဆိုင်ရလောက်ဆောင်မှာငါဒါအပြင်အယောင်းဝင်တဲ့ပတ်သက်တာမျိုးလေးတွေ အဲရှေ့တို့ဆောင်ရလွတ်ဆောင်လို့ကောင်းတော့ကာလဖြစ်ပြီးမိဟောင်းဆွေဟောင်းတွေရဲ့အကူအညီကောင်းထောက်မှုကောင်းရရှိတတ်တယ်လို့မိဆွေတစ်တွေရဲ့အကြံစီတွေကိုရရှိခြင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါက်ခြင်းတွေကြုံရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်ညီကိုမောင်နှမတွေရဲ့ကိစ္စလေးတွေကြောင့်အဆင်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူတွေရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့ဝေးကွာနေတော့ဆွေမျိုးညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တရင်ကောင်းကြာခြင်းအလူတန်းလောက်ခြင်းဘာသာတရားအလူတန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြုလုပ်ခြင်းတွေ ။တရင်ကောင်းကြရခြင်းနဲ့နဘူကမခေါ်မပြောတော့ညီကိုမတော်မသူရင်သားရင်နေနဲ့ပတ်သက်လို့နဘူကပြောက်လို့အဆက်အသွယ်ပြတ်နေတော့သူရင်သားရင်နေနဲ့ပတ်သက်ပြီးတော့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေဂျုံဟာတက်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလူတားကိစ္စဘာသာရေးကိစ္စတွေမှာကိုကဥစည်းဥဆောင်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့မျက်နှာပွင့်လန်းစီတော့လှဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ Passport လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားရွေးဝင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါ ငွေကြီးနဲ့ပတ်သက်လို့အလိန်ခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပြီးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးတွေကြောင့်အထက်မှာလည်းဆရာပြောခဲ့သလိုငွေကုန်ကြီးကြအများရတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်စွန့်ရလို့ပေါ့ခကြီးသွားကိစ္စလေးတွေကြောင့်နိုင်ငံခြား passport visa လုပ်ငန်းလေးတွေကိုမထိမတွေ့မသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြီးအလိန်ကြအလိန်ခံရတာမျိုးလေးတွေ jump ဖြစ်သွားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားဆင်နေပေးရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ ယာဉ်လုပ်ငန်းကိုင်ငန်းယာဉ်နဲ့ပတ်သက်လာရင်တော့အဲမိမိကိုငါကနားလည်မှုလွဲနေတော့ယာဉ်လုပ်ငန်းတွေမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေငါကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအစဉ်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူနဲ့တူတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ကာလဖြစ်ပါတယ်။သို့သောအထက်လူကြီးအမျိုးသမီးတူတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ဘောမှာစီမံအသစ်တွေစီကံအသစ်တွေဆန္ဒလိုထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုက်မချတာမျိုးလေးတွေအစိမ့်ရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ် တိထားဖို့လိုအပ်တာကတော့ဇန်နေသားသမီးမိတ်ဆွေတွေရဲ့ကံဟာဒီလာတာတော့ဒီမှာဘာကိုလုံးလုံးနှစ်ကြိမ်နှစ်ခါပြန်လို့ကတက်တယ်တစ်ကြိမ်နဲ့နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေနေရာထိုင်ကိစ္စလေးမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေရာထူးထူးရာထူးတက်ရာထူးတင်တဲ့ပတ်သက်လာရင်လည်းနှစ်ခါပြန်ရှင်းရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တခုတည်းကိုဥပမာပေါ့ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ်ဒါကြီးကိုမှမရရင်ဆိုပြီးတော့အရန်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက် 哦ဒါအောင်မမရရင်လည်းနောက်တစ်ခုတော့ပါမှာပဲဆိုတော့ဒုတိယသစ်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotion နဲ့ဆန္ဒစနေဟူရဲ့ visa ကလည်းအရင်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်းပြတဲ့လိုချင်လာရင် ဖြစ်ရှင်လာရင်ဘာအောင်မဘီမဆိုင်တတ်တဲ့ဇယိုင်အကျင့်ကလေးတွေ visa ကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလေးမှနည်းနည်းလေးအချိန်ကလေးကိုလော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 မလုံးနဲ့အလင်းစလုံးမလုံးနဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနယ်ချက်ဒီပေါ်စီကြောင်းဆရာကထထောင်ပြောကြလိုက်ရစီခင်ဗျလူငယ်တွေအချိန်ရင်းနဲ့ပတ်သက်လာရင်စနေသားမိတ်ဆွေတွေအချိန်ရင်းနဲ့ပတ်သက်လာရင် ဝေးကွာနေသူတွေပြန်လဲဆက်လို့ရရှိတာမျိုးလေးတွေကြုံရတက်တယ်လို့အရှိရင်းနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြများရခြင်းမျိုးတွေအရှိရင်းနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာမျိုးတွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးစားရဲ့အစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အရှိရင်းနဲ့ပတ်သက်လာရင်ဆိုတာလို့ဟိုအချောင်းပြူပြီးတော့ငွေကြီးကုန်ကြလေးများတက်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားစင်ပြန်ပြီးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ အမိမိရှိသောမြန်လို့တော့သူကိုဖွင့်ပြောမနေပါနဲ့တယောက်တည်းနေပါတယောက်တည်းနေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောတာမှအကြီးစားရှိတာတိလာတာမျိုးတွေပိုင်ရှင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိရှိသောမြန်လို့တော့သူကိုလောလောလောဖွင့်ပြောတာမျိုးတက်တကယ်ကိုတူတူတိတ်တိတ်နဲ့ဆူဆူချန်ချန်နဲ့နေပြီးတော့မှစွမ်းနာလို့တိတ်တိတ်ချာချာလိလာပြီးတော့မှတယောက်နဲ့တယောက်ဦးနဲ့သူအဲတေချာလိလာရှိပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးစားများအနေနဲ့ကတော့တုံးနဲ့တူတယောက်နဲ့တယောက် ပြဿနာလေးတွေမဟုတ်တဲ့ကိစ္စအသေးပွဲလေးရနေပြီးတော့သူတလူငါတမင်းဆိုတဲ့အပြိုင်ဆိုင်လေးကြီးမြင်းခုံရတာလွင်ကျန်တာတော့ဘာမှမဖြစ်ပါဘူးပြက်လိုက်ဆက်လိုက် ပြက်လိုက်ဆက်လိုက်နဲ့အဲဆွမ်းနာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အချိန်ကြီးကာလကိုကြုံရတက်ပင်မဲ့လို့အဲဘာမှစိုးရိမ်စရာတော့မရှိလာတော့ကာလဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဆိုလို့ဒီလတာတော့ပြမှာဆိုရင်အကျိုးပေးသောအရာများကိုပဲဆက်လက်ပြောပြပြရစီဒီလတာတော့ပြမှာအရေးကြီးသောကိစ္စတွေကိုပြမှုဆောင်ရွက်တဲ့အခါမှာ တနင်္ဂနွေသားသမီးတို့ကြာစာပရိသားသမီးတို့ရဲ့နဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တို့ကြာစာပရိနေ့တို့မှာလှုပ်ဆောင်တာဟာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွွားကိစ္စလေးတွေခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့တို့စနေရက်တို့မှာခီးသွွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအားသာကံကောင်းစီရောလာဖြစ်ပါတယ်အချိုးပြေးကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ်းရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအချိုးပြေးကံကောင်းစီတော့ကဏ္ဍအဖျားလေးနေနေဆိုရင်၃ကဏ္ဍ၇ကဏ္ဍ ကိုကနန်းနေတာမိတ်ဆွေတို့ရေကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့စနိသာသမိမိတ်ဆွေဆရာငယ်မိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့အရဟံတိတ်ရှိဘဂဝါအောင်ဆိုတော့ယတိကြီးဥခံကြီးရဲ့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့၁၇ရက်တည်းတည်းအဋိဋ္ဌံပြုလိုက်ပါကမိတ်ဆွေတို့ရေအခက်ခဲမှန်တယ်များပြပြောက်သွားစီမှာအတိအကျပဲဖြစ်တယ်စကားမဆက်ဖြတ်ပြောပြရစီ အရဟံမဟိယအန္တစီယသူကနာလာတိတအတုလံစရဏံတိပုဟုမှာတမန်ဆိုရဲရသေယုခဏီရငွေဝင်စီတော့ဒနာသိတိဆိုတော့ဂါရလေးကိုတနည်းကို28ခေါက်ရွတ်ရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းချောင်းဆရာကထက်လောင်းကြပြန်ညွှန်လိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းအကျိုးပြီးတော့အရက်ဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့တောင်စုစုရက်ဖြစ်ပါတယ်ခင်ဗျာ အကျိုးမပေးတတိထားတဲ့တော့ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆွဆွရက်ကိုခီးထွက်တာမျိုးလေးကိုတတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်မှုအားနည်းစေတော့လာဖြစ်ပါတယ်တတိထားစင်နေမိရမှာတော့လာတဲ့နေရာတိုင်းမှာ26 29 28 ဒီသုံးချက်ကိုအရေးကြီးသောကိစ္စတွေမှာပြောမဆိုပါနဲ့သတိထားဆင်ခြင်ပေးပါအရေးကြီးသောကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်အောင်အကြံကြလေးတွေကြုံရတဲ့အတွက်26 29 28သောရက်သုံးချက်ကိုတော့တာမန်အဖြစ်သတိထားဆင်ခြင်ရလိုအပ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရပါမယ်။နောက်အပြင်မိစေတို့ဒီလတာတော့ဒီမှာသတိထားဆင်ခြင်ပေးရမယ့်အချက်ကလေးတွေထပ်ချိပါလိမ့်မယ်။ဒါကတော့သတိထားဆင်ခြင်ပေးရမှာကတော့ စကားကိုခရားလေးကြီးလေလို့ပြောတာမျိုးလေးတွေတတိခါဆင်ခြင်ပေးပါစင်ငန်းတော်တော်ပြောတာမျိုးလေးတွေကိုတတိပြုဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာရင်အာမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူးရှိတာငှားတာလေးတွေမှာအားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆွမ်းရလို့ပေါ့ဟိုဟိုဆွမ်းရလို့လူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ကိုကအကြွားတန်လို့အပြောကောင်းပြီးလို့ မဖြစ်မနေပေးလိုက်ရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံအခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲတပည့်လက်သားသားသမီးနဲ့ပတ်သက်လို့လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအကုန်ကြအနေတက်သောကာလဖြစ်ပြီးတော့သားသမီးနဲ့ပတ်သက်လာရင်သားသမီးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တတ်တော့လားသားသမီးစိတ်ညစ်စရာလေးတွေသားသမီးစိတ်သောကအနေနဲ့ပြီးတာမျိုးလေးတွေကြုံရတတ်တယ်။ ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုသင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အကူပြုစေတော့ပညာရေးလောကီပညာလောကုတ္တရာပညာရေးမှာရှေ့တိုဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ဘုရားတရားပုံမူလို့ပါမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေရိုးရာတွေညက်တွေမျိုးတက်တော်လာဖြစ်ကြောင်းနဲ့ထားလောင်းပြောကြားလိုက်ပါစေခင်ဗျာ။ဒီလတာတော်တွေမှာမိတ်ဆွေတို့နဲ့သတိထားဆင်ခြင်ပေးရမယ့်အရာအ unit နဲ့ဆိုရင်တော့အထက်အောက်အနက်တွေဝိတ္တာမျိုးတွေကိုသတိထားဆင်ခြင်ပေးပါ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ရှိရင်တော့ မိမိတို့အနေနဲ့အကြွားတန်တာလေးတွေကိုတတိထားဆင်ကြပေးပါဒါအပြင်ဘာဘူးလို့လို့အရေးကြီးတော့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့အဲစွနာလို့ကနှစ်ဦးနှစ်ယောက်တွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ထဲသွားလောက်တာမျိုးလေးတွေနှစ်ရက်နေမှာသွားလောက်တာမျိုးလေးတွေတတိပြုဆင်ကြပေးရလို့အကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာ ငွေကြီးနဲ့ပတ်သက်တာဘာကိုဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လွန်ပြောတာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငဘုကသွင်းရင်းနေတော့အိမ်တော်ကြီးဒီမှာတော့အเจ้าရမျိုးစုံကြောင့်ငွေထွေးမှုတွေပြန်လဲရရှိတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ PO1 ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေအလိုရှိနေတော့လာဖြစ်ပါတယ်စနေသားသမီးတွေအတွက်အာယုပ္ပီစီယာတာတော့တစ်ကက်လောက်ဆွဲပေးပါရစေစနေသားသမီးမိတ်ဆွေများ လက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာပြရတတ်တဲ့စကားကိုလက်လွတ်စကားလက်လွတ်မပြောပါနဲ့အဲသူများရဲ့ဂျားသုံးကြမှာမဝင်ပါနဲ့အေးသူများတွေရဲ့ဂျားသုံးကြဆိုတော့မိသားစုဂျားထဲမှာပုံကဝင်ပြောကမှအဲစေတနာတွေဝေဒနာပြရတာမျိုးလေးတွေ ဒီကလာတော်တွေမှာဈာသုံးဈာမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာပြရတတ်တဲ့သူများရဲ့အိမ်တွင်းရဲ့ကိစ္စလေးတွေမှာကိုကဝင်ရောက်ကူညီကမှအထင်လွဲမုန်းတာမျိုးလေးတွေသတိပြုစင်ကြံလိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်တွင်းမှာအဆုတ်တွေရှိလို့ရှိရင်စုံမိပါအိုးအဆုတ်တွေအိုးအပယ်တွေအဲဒိတ်ကုန်နေတော့ ဆွမ်းရလို့ပေါ့ရက်ကုန်နေသောအရာတွေပြက်ကြရင်အဟောင်းတွေအပြက်တွေရှိလို့ရှိရင်လည်းစုံပြီးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီသာတာတော်တို့မှာမိတ်ဆွေတို့တွေက lucky ဆရာတွေရဲ့ထောက်ကူပြုခြင်းမျိုးတွေအဲဆွမ်းရလို့ပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ဖုန်းကြီးတို့ယဟန်တို့အစရှိတဲ့ပုံကိုယ်တွေရဲ့အကူအညီကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီသာတာတော်တို့မှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့ အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရားကိုတောက်ရီခုနှစ်ခွက်တိတိတောက်ရီခုနှစ်ခွက်တိတိလှူပြီးတော့မိမိရဲ့လူရကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျင်းတည်ဆူတောင်းပြီးတော့သွားတာမျိုးဟာမိစ္ဆာတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ် ဘဇက်ကဖေရလက်ကကာယမလုပ်ပါနဲ့ဘာသာတရားကိုမလုပ်ပါအတကြီးသူတွေမရှိသူတွေဆင်းရဲသူတွေအဆရှိတဲ့ပုံကိုမျိုးလေးတွေကိုအဲလာစင်လာတိုင်းဖြစ်စီအပတ်စင်အပတ်တိုင်းဖြစ်စီမှာအဲကိုတက်နိုင်တလားအဲစားတောက်เสียစားဖို့နေရေးဆိုတလို့ပဲအဲဇီဝိဒသဒါနာလေးလူဒန်းအမျိုးဖြစ်စီစားတောက်ကိုဆရာလေးတွေလူဒန်းအမျိုးအားဖြင့်မြများပြုလို့ချင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေသောကာလဖြစ်ပါတယ်သူများရဲ့ဓာခုတ်ရာကြတဲ့လက်မဝင်ပါနဲ့ ဘာလို့ဒီစေတနာတွေဝေဒနာဖြစ်ရတဲ့အတွက်ကြောင့်လို့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးတဲ့သူများတွေရဲ့စကားကိုပဲမင်းများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လိုက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိကားစင်နေပြန်တော့တော့လိုအပ်တော့ကာလဖြစ်ပါတယ်လက်စစ်နဲ့ပတ်သက်တာမျိုးလေးတွေကိုင်ရွယ်အသုံးပြုတဲ့အခါမှာတတိကားစင်နေပြန်လိုအပ်တော့ကာလဖြစ်ပါတယ်မိမိတို့အနေနဲ့ဒါလေးကိုတတိပြုစင်နေရတော့လိုအပ်တော့လာဖြစ်ပါတယ်အဆက်အရရမိမိတို့ရဲ့အဲရောင်းပုံတွေဝယ်ပုံတွေအရောက်တော့အရောက်ဖက်စီလို့မိမိတို့ရဲ့ပုံပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းမှာပါခင်ဗျာနော်ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ငဘူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာ၄တိချ WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 50 50 9နေမှာဖြစ်စီဘေးနဲ့မေးလို့လည်းရတယ်လို့မိတ်ဆွေတို့နေဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာဆင်းရင်တင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲ ဆရာဖုံးပြန်ဆက်တော့ရအောင်ပြပါဆရာရရှိန်းကိုရှိမှလည်းရှိသေးတယ်ဆိုရရှိန်းရမယ့်ရကိုဆရာဖုံးပြန်ဆက်ပေးပါမယ်အေးစစ် private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပေးပါတော့မယ်လို့ဆရာကပြောရင်းနဲ့မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောက်အတွက်အယောက်ဖက် trust တွေကိုအတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို ရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါနော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေဆိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါမိစုတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းတွေအယောင်းထွက်စီပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါပါအဆက်ဆက်ရရအစင်ပြေအားကောင်းစီပြီးငွေကြေးကအားကောင်းစီရန်အတွက်တလတာလုံးငွေဝင်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာအမြဲတမ်းပြေးလိမ့်စီပါလေငွေကြေးနဲ့ပတ်သက်လို့ ငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအပြီးအောင်ရင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ငွေကြီးကံအားပြုစီရန်အတွက်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်မိမိတို့ရဲ့ဟိုဆက်လာလို့ဆိုဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စောမျက်စောဖေးရမှာလူထားတဲ့တောက်ရည်တွေကိုစွန့်မှာစွန့်မိတဲ့အခါလောကဝိတုဆိုပြီးတော့အခေါက်40တိတိကျွတ်ပါဆရာပြန်မပါမနော် ရေဖန်ကလေးဖះရတတ်တော်ကြီးလေးကိုဆွန့်ပြီးတော့ရေလေးကိုလမ်းကြောင်းလေးနှစ်ခုနှုတ်ပြီးနှစ်ပြီးတော့ လောကဝိတုဆိုပြီးတော့အခေါက်40ရွတ်ပါအခေါက်40ရွတ်ပြီးတော့မိမိတို့ရဲ့ပိတ်နေသောအိမ်ဈေးဆိုင်လုပ်ငန်းကိန်းကန်တွေကိုလက်ကလေးတွေနဲ့လိုက်တောက်ပြီးတော့ဖျန်းပါနော်ဆရာပြန်ပြောပြပါမယ်ဂိုင်းပါတော့ဖန်ခွဲဖြစ်ဖြစ်ဂိုင်းမပါလည်းဖန်ခွဲဖြစ်ဖြစ်မြတ်စွာဘုရားမှာပြတာတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စွန်ပြီးယူပြီးတော့လက်ညိုလေးနှစ်ချောင်းနဲ့လောကဝိတုဆိုအခေါက်40ရွတ်ရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်တွေအိမ်တွေလုပ်ငန်းတွေဖျားเจ้าဆောင်တွေအခန်းတွေမှာလိုက်ပြီးတော့ ဖျားမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းလာဝိုင်းတွင်းစိုင်ထဲမှာပိတ်နေတဲ့လက်လာပါဒီပြန်လဲပွင့်လန်းစီအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှဂျင်းသေးပေါ့ပြောရင်လည်းစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေအတွက်အောက်တိုဘာ10လပိုင်းအတွက်တရဆာဆောင်ရံဆောင်ရံအတွက်ကံကြမ္မာခေါ်စတဲ့ကိုဆရာကဟောကြားပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လပိုင်းပြင်မှာယတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့ တက်နေတကောလက်ဝေဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာကမေတ္တာပို့ထောပနာပြုဆန္ဒပြုနေတဲ့ကဲစနေနေ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်ခင်ဗျာ